က်ထရီထုတ်လို့ရမှာအရေးပါတဲ့လီသီယမ်နေအများပြားရှိတဲ့တတ်တုတက်ကြီးတစ်ခုဂျာမနီနိုင်ငံမှာတွေ့ရှိလိုက်ပါတယ်။တန်ချိန်43တန်းရှိမယ်လို့ခန့်မှန်းထားတဲ့ဒီလီသီယမ်တွေ့ရှိမှုဟာကမ္ဘာမှာအများဆုံးတွေ့ရှိမှုတွေထဲပါဝင်တယ်လို့တတ်ထုရှာဖွေတူးဖော်ရေးကုမ္ပဏီ Neptune Energy ကပြောပါတယ်။ဂျာမနီနိုင်ငံမြောက်ပိုင်း Saxony Anhalt က Altman Data မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ဒီ data ကနေတဘာဝတန်ွေထုတ်လုပ်မှုတွေလွန်ခဲ့တဲ့55နှစ်ခရေကပြုလုပ်နေခဲ့တာလို့ဆိုပါတယ် ဘက်ထရီထုတ်လုပ်မှုမှာရေးပါတဲ့လီသီယမ်တွေအခုလောက်များများတွေ့ရှိတာကြောင့်ဥရောပတိုက်ရဲ့အနာဂတ်လျှက်စစ်ကားထုတ်လုပ်မှုအခြေအနေကိုလုံးဝပြောင်းလဲသွားစေတယ်လို့ဆိုပါတယ်အခုလီသီယမ်တွင်းတွေ့ရှိတဲ့နေရာကို Oldman တောင်ကြားလို့လဲခေါ်ဆိုကြပြီးဒီနေရာကနေတဘာဝဓာတ်ငွေအများပြားထွက်တာကြောင့်ဥရောပတိုက်ရဲ့ဓာတ်ငွေလွင်ပြင်လို့တင်စားခေါ်ဆိုကြပါတယ်ဒါကြောင့်လဲဒီနေရာမှာလီသီယမ်ရှိမရှိသိနိုင်မှု UK အခြေစိုက် Neptune Energy Company ကိုဂျာမနီအစိုးရက contract ပေးခဲ့တာဖြစ်ပါတယ် အခုလီသီယံရှိတာတွေ့လိုက်ရတဲ့အပြင်ကမ္ဘာမှာအများဆုံးတည်ရှိမှုတွေလည်းပါဝင်တာကြောင့်ပထမအဆင့်စမ်းသပ်ထုတ်လုပ်မှုတွေမကြခင်ပြုလုပ်သွားမယ်လို့သိရပါတယ်ခင်ဗျာကျွန်တော်ဇောင်းလိုက်ပါ